လာပါရှင်။နေအောင်လွေးအော်ဒီယို channel ကနေကြိုဆိုပါရစေ။ဒီကနေ့မှာတော့ဒေါက်တာမြတ်တန့်ရေးသားထားတဲ့လင်ကောင်းမရသောမိမများအကြောင်းဆိုတဲ့စာအုပ်ထဲကငတ်ထိုက်ဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြပေးချင်ပါတယ်ရှင်။ငတ်ထိုက်ငတ်ထိုက်ဆိုတဲ့ကျုပ်ကအသားညိုညိုပူပြပြရုပ်ရည်လည်းထူးခြားပြီးမလှပတဲ့ပုံမှန်မကျရောက်ကရှာတယောက်ပေါ့။ကျုပ်တို့ရွာက ထိန်တော်မူးညူဘက်ကနည်းနည်းတော့ခေါင်တယ်။အလောက်ကင်လည်းရှားတယ်။မိဘဘွားဒီဝါသားမို့ ကျုပ်လဲဒီဟွာလောက်ပဲရှိတာပေါ့တိုးပွားလာတဲ့လူကြီးမှာအလောက်ကန်ခွင့်ရကြတော့မတိုးပွားလာတဲ့အတွက်ရွာမှာပတ်စံရှာရတာတိတ်အဆင်မပြေလှဘူးကျုပ်လိုမကြောက်တတ်တဲ့ဇားရှိတဲ့ကောင်ကတော့ရွာနီးချုပ်ဆက်ထွက်ရရပေါ့ချာလောက်ရတာပေါ့ဗျာပတ်စံထွက်မရှာလို့ကလည်းမရဘူးလေအိမ်ကစားဦးကလည်းမသေးဘူးမို့လားလင်းထောင်ကျနေတဲ့အမနဲ့သူကလေး၃ယောက်ရဲ့တာဝန်ကကျုပ်ရဲ့ခေါင်းပေါ်ပုံကျနေတာမို့ အမေသူ့လင်ထောင်ကြနေတော့သူနဲ့သူကလေးတွေကိုရှာကျွေးနေလို့ကျေးဇူးတင်လိုက်မယ်တော့မထင်နဲ့အမဖြစ်သူကအခွင့်ရေးရတာနဲ့ကလော်တုတ်တက်တယ်လို့သူ့လင်ကလည်းထောင်ထဲကလူကြုံရတိုင်းစကားပါတဲ့ဗျကျုပ်ကြောက်သူထောင်ကြတာတဲ့ထောင်ကထွက်လာတဲ့ကျုပ်ကိုတတ်မှာမို့ထမင်းဝဝစားထားဖို့အမတော်ပါနေတာဘလို့လုတ်ပြီးကျုပ်လုတ်လို့ထောင်ကြရမလို့သူ့ဆောက်ချင်းကမှမကောင်းတာမူးရင်ရမ်းတက်ရစ်တက်တဲ့အကျဉ်းဆိုးကြောက်ထောင်ကြတာအရက်များဗျာကျုပ်လဲကြိုက်တယ်တောက်တက်ပါတယ် ဒါပေမဲ့အရက်တော့ရင်သူ့လိုတော့သွေးမဆိုးပါဘူး။သူ့ထောင်ကျသွားပုံကဒီလိုဗျ။တနေ့ရက်ဆိုင်မှာရောက်ဖကရမ်းဖြစ်တယ်။ဘသူ့ကိုဘာလုပ်ပြီးအိမ်ပြန်ပြေးလာတယ်မသိဘူး။ဥရဖာရနဲ့လုံချီတော်မနိုင်မဲဝိုင်းနေပြေးဝင်လာတာ။အိမ်မော်တက်ပြေးပြီးပုံနှကွယ်ကနေဝစိမ့်ထုတ်ကင်ပြီးချောင်းနေတာ။ကျုပ်တို့ကခြိတန်းရှည်အိမ်လေ။ကျုပ်ကအိမ်ရောက်မှာကျုပ်တူမကိုချော့သိမ့်နေရင်းနဲ့တချင်းဆိုမပြတ်အခြေအနေကိုချောင်းနေတာပေါ့။ဘယ်ဝင်ကူလိုက်မလဲ။ဒီကောင်ကထိတ်ကနေဆိုဒုတ်ဆွဲထားဆွဲနဲ့ သူ့ဝိုင်းကိုရင်ကြုံလဲတစ်ခါအချုပ်ကြပြီးပြီဆိုတော့မှတ်သွားပြီခလေးအချုပ်မပြတ်အရေးချေကြည့်နေတာမကြပါဘူးရွာတောင်ပိုင်းကတောင်းစိန်နဲ့ဖိုးတုပ်အတန်ကိုကြားလိုက်ရတာပဲလူတော်မမြင်ရသေးဘူးအစဲတက်မှာကအရှိကထောင်အရင်ရောက်နေနေတာဗျတယောက်ကလုံးမှန်ထူသွားတာပဲဒီနှကောင်ကျုပ်တို့ဝိုင်းနေထီတော်မရောက်သေးဘူးရှောက်ဖားကအိမ်ပေါ်ကနေဝရင်တို့ကင်ပြီးကြားဆိုပြီးခုံစင်းချလာတော့တာဟိုကနှစ်ယောက်ပင်မဲ့လက်ထဲဘာမှမပါဘူးလေတောင်းစိန်ကတော့အုတ်ခဲချိုးတစ်ခုလာကင်ထားတာ ကျုပ်ရောက်ခွားရဲ့ဝရင်တုံနဲ့တွေ့တော့ခေါင်းကသွေးတွေဖျားကနေထွက်ရောပဲခိုးနှကောင်တချို့ရဲ့လစ်ပါလေရောရောက်ဖားကလည်းတစ်ခါတလေသူများလောက်တာမခံရတာကိုများပွဲတိုင်းနိုင်နေတဲ့စစ်သူကြီးအိုင်တင်နဲ့အိမ်ပေါ်ပြန်တက်လာတယ်ဆက်စုနေတဲ့ကျုပ်ကိုလှမ်းတွေ့တော့ဝရင်တုံကိုစပြပြီးမင်းတွေ့ရမလားဆိုတဲ့စတိုင်နဲ့လှမ်းကြွသွားသေးတာကျုပ်လည်းမသိကြအောင်ဆောင်ပြီးတားချော့တီးပဲအော်ဆူလိုက်တော့တယ်ညနေလဲဆောင်ရောရွာလူကြီးနဲ့ရဲတွေအိမ်ရှိကိုရောက်လာပါလေရောငကိုကလေးကကျုပ်တည်တယ်ရောက်ဖားတော့နာတော့မယ်ဆိုတာ ဘာလို့လဲဆိုတော့ဖိုးထောင်ကရွာလူကြီးရဲ့တူတောင်းစိန်ကစားမရှိပေမဲ့ပတ်စံရှိရဲ့ကောင်းဆိုတော့နှစ်ယောက်ပေါင်းပြီးဖွာပြီပေါ့ဆေးရုံတက်နေရတယ်ခေါင်းကွန်ကွဲသွားတယ်ဆိုပြီးကျုပ်ယောက်ဖွာကိုလာဖမ်းသွားပါလေရောဟိုးရင်ကလည်းဒီကောင်အဖမ်းခံရဘူးလေဗျဒါပေမဲ့ဒီတခါတော့အာမခံမရဘူးဟိုဘက်ကဒဏ်ရာပြင်းထန်လို့ဆိုလာပဲကျုပ်ရဲ့အမကမရှိရှိမဲ့လေးတွေရောင်းပြီးပေါင်ပြီးသူ့လင်အတွက်ရဲစခန်းကိုအန်ရှေ့နေငါလှုပ်ရှားတယ်အဲ့ဒီအမှုမှာကျုပ်ကဝင်မပါခြင်းပေမဲ့ အဓိကမျက်မြင်တက်တီကကျုပ်ဖြစ်နေရကြောင့်ဝင်ပါကိုပါရတော့တာရှင်းနေဆိုတဲ့လူကကျုပ်ကိုတရားရုံးမှာမေးမဲ့မိကွန်းတွေဖြေမဲ့ဖြေတွေကိုကလေးတွေစတင်တယ်လို့မျိုးနှုတ်တိုက်ချပေးတယ်ငါထိုက်မင်းခဲဦးကအိမ်ပေါ်မှာ သူ့ဘာသာသူအေးဆေးနေတာကိုပေါင်းစိန်နဲ့ဖိုးထောင်ကခြံဝိုင်းထဲအထိကျူးကျော်လာပြီးအော်ဟစ်ဆဲဆိုစိန်ခေါ်ကြတာလို့ပြောရမယ်ကွာခဲဦးဆိုတဲ့အတန်ကြားကလေးကရှင်းနေဆိုတဲ့ကောင်ကိုကျုပ်သိမ့်မကြည့်တော့ဘူးအင်းဘာလို့ပြောရမှာလဲကျုပ်အဆအဆုံးကြည့်နေမြင်နေတာ ယောက်ဖားကအပြင်ကနေပြေးပြင်လာတာသူရန်ဖြစ်တိုင်းကင်နေကြဝဆိန်တုတ်ကိုအတင်ကင်ပြီးပုံနှကွယ်ကနေတောင်းစိန်တို့အလာလန်းကိုချောင်းနေတာဗျတောင်းစိန်လက်ထဲဆိုဘာမှကိုမကင်လာဘူးယောက်ဖားကအိမ်မော်ကနေကြားကနေညာတန်ပေးပြီးခုံဆင်းပြီးဝရင်တုတ်ကိုရမ်းတာဗျသူရမ်းတာမှာဟိုကောင်ဖိုးထောင်ကလမ်းမော်ကအုံနီကဲကျိုးနဲ့ကောက်ထူတာအုံနီကဲကတသေးလေးပါဗျသူ့ကိုတော့မထိဘူးကျုပ်ကအကုန်မြင်လိုက်တာဗျဟိုစည်းပြုတ်ပြီးလေးကိုကွယ်ပြီးတော့ကိုချောင်းနေတာအင်း ကျုပ်ရဲ့စတိုင်တိုင်းငားကွာဆိုတဲ့မျက်နှာပြီးနဲ့ကိုလေးဝါမေးလေးထိုးပြီးပြောတော့ရှေ့နေကအေးအဲ့လိုသာဖြစ်ရင်မင်းကောင်ကထောင်လုံးလုံးကြပြီပဲဒီမှာငါထိုက်ကျွန်တော်ပုပ်ပွေလေးလေးပဲပြောမယ်အခုအမှုမှာတောင်းစိန်တို့ဘက်ကအမူးယူပြီးသူများခြံဝိုင်းထဲကိုကြော်နင်းဆဲဆိုရန်စားရိုက်နဲ့လို့ခမားခဲဟိုကအခုခံရိုက်မိပါတယ်လို့ကျုပ်တို့ကပြန်ချေပါရမှာဗျဟိုဘက်ကခေါင်းကွယ်ပြီးအယိုးအတဲ့အထိဖြစ်သွားလို့ခမားခဲဟိုထောင်ကြမှာတည်ကြတဲ့လောက်ပဲအဲ့တော့မျက်မြင်သက်သေဖြစ်တဲ့ခမားက ကျုပ်တင်ပေးတဲ့အတိုင်းတရားရုံးမှာတရားထွက်ဆိုမှာအပြစ်ကလျှော့မှာဗျာခမရနားလေလားကျုံနားလေတာကတော့အိတ်ကောင်ကကျုပ်ရောက်ဖခဲ ਉ မဟုတ်ဘူးခတ်တီတီနဲ့စိုက်ကြည့်ပြီးကျုပ်ပြန်ပြောလိုက်တယ်ရှင်းနေကလည်းကျုပ်ကိုစိတ်မရှိတယ်လို့နဲ့ပြန်ကြည့်တယ်ကျုပ်ဆိုတဲ့ကောင်ကလည်းတုံးဆူတိုက်ကြားဆူကိုက်ဆိုပေမဲ့အဲ့ဒါလိုလင်ရပတ်ရတာတွေတော့မလုပ်ချင်ဘူးလေနှကန်းရွက်ဒူးနဲ့စဉ်းစားနေတော့ကျုပ်မကငါထက်ရဲ့မောင်လေးလှုပ်လိုက်ဆမ်းပါရှင်းနေကြီးတင်ပေးတဲ့အတိုင်းလိမ့်ပြီးအဲ့လေပြောပြလိုက်ဆမ်းပါ ငါရှိကြီးခိုးပါတယ်အေးနင်းတိတဲ့အတိုင်းငါဆိုတာကလည်းဘာမှလုပ်တတ်တဲ့သူမဟုတ်ဘူးအမြဲပန်းနာကြိုးကြိုးနေတာသူ့ဖေမရှိရင်ကလေးတွေဘာနဲ့သွားစားကြမလို့ရှင်းနေကြီးတင်ပေးတဲ့အတိုင်းသာပြောပြပါမောင်လေးရေနော်ပြောရင်အမကမျက်ရည်ကျတယ်အမဆိုဒီမှာလည်းအဲ့ဒီလိုမျိုးစကားရှိမျက်ရည်အရင်ကျတယ်မိမတကယ်ကဟိုကောင်ကရိုက်တာခံရပေါင်းများလို့နေမကောင်းရပါနေနလန်ပြန်မထဖြစ်နေတာကိုသူ့ဖေမရှိလို့မဖြစ်ဘူးလုံနေတာပါဇက်တဲ့ပြောချင်လာတဲ့စကားတွေကိုထုံမပြောမိအောင်ကိုးနေဖြီသွားပြီး ကိုနေတွေအဖြစ်ပဲပြစ်ကနေထွေးထုတ်လိုက်ရတယ်။အေးဒီတစ်ခါတော့ငါတူမရီမျက်နှာကိုထောက်ပြီးနင်းလင်အတွက်ရှေ့နေတင်ပေးတဲ့အတိုင်းလိန်ပြောပေးလိုက်မယ်။နောက်တစ်ခါဆိုရင်တော့လားအမငါလည်းနင်းလင်ကိုတိတ်ကြည့်လို့ရတယ်တော့မထင်နဲ့။ဒီလိုပြကိုထိုက်ရတက်လဲတက်နိုင်နေရှိနေ။ခုနကတော့ तू ပြောတဲ့အတိုင်းသာမပြောပေးရင် तू ကပါဝင်ပြီးဝဆိုင်တုံးနဲ့ရိုက်နေမျက်နှာပြီးနဲ့ခုတော့ချက်ချင်းကိုထိုက်တွေပါရီဖြစ်လာပေါ့ကျုပ်ကောင်းကိုဆက်ဆက်နဲ့ညှိပြပြီးနှကန်းတစ်ဖက်မဲ့ပေးလိုက်တယ်ခမရဲ့ခဲဟုကရောက်ပါလို့ပါဗျာခမရကလည်း ။အော်ဟုတ်ကဲ့ရောက်ဖကအိမ်မှာသူ့ဘာသာသူနေနေတာကိုတောင်းစိန်နဲ့ဖိုးထောင်ကအုတ်ခဲကင်ပြီးအော်ဟစ်ဆဲဆိုချံကြော်နင်းပြီးစိန်ခေါ်တာ။စော်ကားမှုကိုအခုကံဖို့ခမရရဲ့ခဲကိုအဲ့လေရောက်ဖကဝဆိုင်တုတ်ကင်ပြီးတုတ်ပြန်တာနော်။အဲ့ဒါလို့ပြောပြကျုပ်တို့ဘက်ကသူတို့ကိုခြံကြော်နေမှုပိုင်နဲ့ကျူးလွန်မှုတွေနဲ့ပြန်ဆွဲလို့ရမှာဗျတိလားခုခံကာကွယ်ပိုင်ခွင့်ကိုအသုံးချရမှာကျုပ်ထိုင်နေလျက်နဲ့လုံကြီးကိုဒူးလိုက်ဆွဲတင်လိုက်မိတယ်မကျင်တဲ့စိတ်တွေနဲ့ကိုင်းတွေဖြွားနေရကနေ ။အော်ဂလီဆန်လာလို့နဘေးကဘူးစင်ကဝါတိုင်ကိုကွင်းသွင်းနဲ့ပြစ်ကနေလှမ်းထွေးလိုက်တယ်။ရှင်လိုက်တာဗျာ။ဘူးတီကြီးတင်းနေတာမြင်လျက်နဲ့ဖယုံတီးကြီးလို့ပြောဆိုပဲ။ပညာရီတက်ပြီးအဲ့ဒါလိုလှုပ်ရှားရတာထက်ဆိုင်ရင်ဈေးထဲမှာကုန်ထမ်းပေးရတာကမှအကျုပ်ထမင်းဝင်ဖြောက်အောင်ပဲ။ဘူးစင်အဝင်ရက်လိုက်ပြီးတီးနေတဲ့ဘူးတီပေါက်စာလေးကိုလက်နဲ့ကင်ပြတာ။အေးပေါ့ဗျာဖယုံသီးလို့ပြောဆိုလဲဖယုံသီးလို့ပြောပြလိုက်ရမှာပေါ့ဒါပေမဲ့အမနင့်လင်ကိုအပြက်ပြောတာနောက်တစ်ခါဒါမျိုးငါဘယ်တော့မှမလုပ်ပေးဘူးလို့ ခြံနောက်မှာထောင်ထားတဲ့မျက်ခုပ်သားကိုယူပြီးဒေါ်လုံးတင်တို့ဝိုင်းဘက်ကိုထွက်လာလိုက်တယ်။ဝိုင်းနောက်ဘက်ကချုပ်နေကိုဒီနေ့ရှင်းပေးမယ်ပြောထားတယ်။ခါပေါ်မှာထုတ်ဝစ်ထားတဲ့ယောက်ျားလူကြီးကိုခေါင်းပေါ်ကနေကြော်ပြီးချုပ်ပစ်လိုက်တယ်။မိုးရီဘောင်းမီလို့ခေါ်တဲ့ပုံမကြပန်းမကြဘောင်းမီတို့နဲ့လက်ထဲကမျက်ခုပ်သားကိုစကြည့်ပြီးအညိုတကြီးပဲကိုင်းမင်တွေကိုလှကနေလှကနေပိုင်းခုတ်ချလိုက်တယ်။မကျင်တတ်ဘူးလုံးဝမကျင်တတ်ဘူး။ရှင်းနေကောင်တင်ပေးတဲ့အရှက်မရှိလိန်ပြောရမယ့်စကားတွေတော့မကျင်တတ်ဘူးတခါဘူးမှသူ့ပေါ်မကောင်းခဲ့တဲ့ ထမင်းဝါအောင်ရှာမကြွေးခဲ့တဲ့လင်ကိုမရှိရင်မဖြစ်ဘူးပြောတဲ့အမအကိုလည်းမကျေနပ်ဘူးရောက်ဖာရဲ့ကြက်တီမရှိတဲ့မျက်ခွက်ကိုမြင်နိုင်ကိုင်းမင်တွေကိုဓာတ်နဲ့ပိုင်းပြီးခါပိုင်းပြက်ကျနေတဲ့ကိုင်းမင်တွေကိုဓာတ်မိုးပြီးချိန်မောင်းပြစ်လိုက်တယ်မှတ်ထားတိတ်ကြက်တီရုပ်ဖို့တော့မစင်စားနဲ့ငထိုင်နဲ့တွေ့သွားမယ်သူ့လင်တို့ကကျုပ်တရားရုံတက်ရတဲ့နေ့မှာလူရိုသေးရှင်ရိုသေးဆိုပြီးအမကကော်လံကရုံးရှက်နဲ့ပိုးပဆိုးဝါရောင်လေးဝယ်ပေးတယ်အစ်စ်တွေအယောင်တောက်တွေဝုတ်ပြီးတကလာတားနာနေတဲ့ကျုပ်ကိုရွာကလူတွေကတော့ ငါထိုက်နင်တရားရုံးမှာတက်သိခံမှုသွားတာလားမင်္ဂလာလက်မှတ်ထိုးမဲ့တို့သားကြနေရပဲဆိုပြီးဝိုင်းစားနေကြသေးတယ်။အဲ့ဒီနေ့အမခိုင်းလို့စစောစီစီမြို့တက်ပြီးတရားရုံးနာကလက်ဖက်ရည်ဆိုင်မှာရှင်းနေနဲ့အရင်တွေ့ရသေးတယ်။ရှင်းနေကကျုပ်ကိုသူပြောစီခြင်းတဲ့စကားတွေအထက်ထက်နှုတ်တိုက်ချနေတော့တာပဲ။ငါထိုက်ခမားခဲဟိုကသူ့အိမ်မှာသူနေရနော်။ဟိုကောင်တွေကချံကြော်နင်းပြီးရန်စတာမမားစီနဲ့။လာပြန်ပြီဒီခဲဟို။ ခမားတော်ခဲကိုခဲဝင်နေခဏခဏမှားနေပြီးတော့ဗျာတုတ်ကြမမမားစီနေဆိုတော့အိမ်တရားကြတယ်ဗျာကွန်တရီကိုပြစ်ကနေထွေးပြီးဆက်ကနေလုံကြီးကိုဒူးလောက်ဆွဲလံပြီးပြောလိုက်မှာအော်ငါထိုက် sorry ရောက်ဖရောက်ဖခမားရောက်ဖကျွန်တော်လည်းမမားတော့ဘူးခမားလည်းမမားစီနေဟုတ်ပြီလားတိထားရမှာကဒီအမှုမှာခမားကအရေးကြီးဆုံးမျက်မြင်သက်သေပဲခမားရောက်ဖထောင်ဘလောက်ကြကြကြမယ်ဆိုတာခမားရဲ့ထွက်ဆိုချက်ပေါ်အများကြီးမူတည်တယ်ခမားကလည်းဗျာ ျုပ်ဒီကောင်ကိုဘလောက်ပဲကြည့်လို့မရစေအောင်ကျုပ်မနဲ့ကျုပ်တူမတွေဒုက္ခရအောင်တော့ကျုပ်လုပ်ပါမလားတရားရုံးရောက်တော့ကျုပ်ရှိကဆင်မေးခံရတာကဘေးအိမ်ကမိဘုတ်မိဘုတ်ကိုမဆင်မေးခင်မှာထူးဆန်းတာတစ်ခုလောက်တာကိုတွေ့လိုက်ရတယ်ခတိပါအနေနဲ့ပတ်ထားတဲ့ပစ္စည်းတစ်ခုကိုရှင်းနေကမိဘုတ်စီလက်နှစ်ဖက်နဲ့ရိုးရိုးတေးတေးကမ်းပေးပြီးနောက်ကလိုက်ဆူခိုင်းတယ်ဤအမှုတွင်ကျွန်ုပ်ဒီမှန်ကန်စွာထွက်ဆိုပါမည်မမမှန်ကန်ထွက်ဆိုခဲ့ပါကကျန်းစုပါသေးတာဆိုပြီးချိန်ဆတာလားချိန်ဆိုတာလားမသိဘူးမိဘုတ်ကတော့လိုက်ဆူရတယ် အဲ့ဒီမှာကြောက်ရင်နဲ့ဒိန်ငနဲ့စောက်တက်တော့တာပဲမိဘကတောင်းဆိုင်ရဲ့မိဘတွေစီစဘာပေးပဲပေးယူနေကြလူဆိုတော့အိမ်နှီးချင်းလဲဖြစ်တဲ့ကျုပ်တို့အိမ်နဲ့လဲမညှိအောင်ဟိုဘက်နဲ့လဲအဆင်ပြေအောင်မတွေ့ဘူးမတိဘူးဆိုပြီးဘူးခံပြီးပဲထွက်ဆူသွားတာတကယ်လဲအဲ့ဒီအချိန်အဲ့ဒီနေရာမှာ तू ကမရှိဘူးလေသူတို့အိမ်နောက်ဆိုက်ကင်းလေးထဲမှာရှိနေတာရိုက်ချနှက်ကြလို့အော်တန်တွေထွက်လာမှပြေးထွက်လာတာကိုမတိဘူးတွေ့တော့ခေါင်းကွဲနေပြီလို့ပဲဖြေသွားတာ သူကဘူးတလုံးဆောင်ပြီးဖြေသွားတာမှန်တယ်မလိမ်ဘူးလေကြမ်းမစူးဘူးပေါ့ကျုပ်ကတော့ရှင့်နေကလိမ်ပြောဆိုပြီးတင်ပေးလိုက်တာကိုနည်းနည်းလားဘယ်နဲ့လုံးမတုံးကျန်းချိန်ကင်ပြီးလိမ်ဖြေလိုက်ရင်ကျန်းစုယုံကမိုးကျိုးတောင်ခေါင်းကိုတတဲပြစ်ကွင်းနိုင်တယ်နော်ကျုပ်ဆိုတဲ့ကောင်းကလည်းဟိုးရင်ရွာဦးကျောင်းကဆေးရတော့ပြန်လုံတော်မမူခင်ကထိုးခဲ့တဲ့အင်းတွေဆုပ်တွေကခုတ်ပိုးမှရှိနေတော့သမီးစားရေတောက်လိုက်ကိုတော့မလိမ်ခဲ့ဘူးဒုက္ခပါပဲဗျာဘာမှတော့မလုပ်ရသေးဘူးချွေးတွေကစီးကြလာတယ် ခုတ်ဘိုးကအင်းတွေကလည်းကြွလာတယ်ထင်တယ်။တကူလုံးရွာစီရွာစီနဲ့ဒီအင်းကလည်းအစွမ်းသားဗျာ။အရက်လေးနှစ်ပတ်လောက်တောက်ပြီးငါးပါးတီလာကျိုးရင်နောက်ရကျဘိုက်တွေလှိပ်ပိတ်နေအောင်အောက်တချီပြီးတချီအင်းငနေခံရတာမနေဘူး။ဒီလိုများကြမ်းကင်ပြီးဖြောင်းလိန်ဖြောင်းစားကျိန်နေဆိုကြမ်းစုယုံမကခေါင်းမမိုးချိုးပစ်သွားလိုက်မယ်။တွေးရင်ချွေးတွေထွက်တုံလာတဲ့ဒူးကောင်ကိုကျုပ်လက်နှစ်ဖက်နဲ့တောင်ဖိထားလိုက်ရတယ်။ကျုပ်လက်ရောက်လို့ကျုပ်နာမည်ခေါ်တာတောင်မကြားဘူးဖြစ်သွားတယ်။ အမကလက်ကုပ်ပြီးငထိုင်နင်းကိုခေါ်နေပြီးဆိုမှဒူးတုံတုံနဲ့ရာဇမတ်ကာထားတဲ့နေရာကိုသွားရတော့တာခရီးပါနေအောင်ကျန်းကြီးကိုကင်ပြီးသူတို့တိုင်ပေသလိုကျုပ်တန်တုံတုံနဲ့လိုက်ဆူရတယ်လိုက်ဆူနေရင်ဒီကိုလုံးတုံခါနေပြီးချွေးတွေနစ်နေအောင်ထွက်ချလာတော့တာအင်းတွေတော့ထချွာလာပြီးတတိပေးနေပြီထင်တယ်မဖြစ်ဘူးနောက်ခါလာနောက်ခါသေးပဲငါလိမ်မပြောတော့ဘူးအမှန်တိုင်းပဲပြောတော့မယ်လို့ဆုံးဖြတ်ပြီးတတွင်းမြူချပြီးရင်ကော့ရက်လိုက်တယ်ငါမလိမ်ရင်ငါကြမ်းမစူးဘူးအင်းကမတိုက်ဘူး ကိုဘာသာအားပေးရင်အသက်ပြင်းပြင်းရှူသွင်းလိုက်တယ်။ငါထိုက်မင်းဘာမှကြောက်နေစရာမလိုဘူး။အလဲမလိန်တော့ဘူးတွေးလိုက်တာနဲ့ကြွနေတဲ့အင်းတွေ ပြန်ဆုတ်သွားတဲ့ဗျ။ရှင်ရွေတုံနေရာတော့လျှော့သွားတယ်။လေးသားမမနဲ့ပဲသူ့တိုင်ပြည့်တဲ့နောက်ကရရဲ့ကြီးလိုက်ဆူပစ်လိုက်တယ်။အကယ်၍အကယ်၍မဟုတ်မမှန်ထွက်ဆူမိပါက မဟုတ်မမှန်ထွက်ဆူမိပါက ကျန်းစုပါစေသားကျန်းစုပါစေသားရဲရင်တဲ့အကျုပ်လေးတန်းကိုကျုပ်ကိုယ်တိုင်အောင်သဘောကျလာပြီ သူတိုင်ပေးတယ်လို့လိုက်ဆိုရင်းနဲ့အချိန်လွန်သွားပါလိမ့်ရောထိုင်ပါထိုင်ပါဟဲ့ကောင်မင်းကိုပြောနေရကွာဟဲ့ကောင်မင်းကိုပြောနေရကွာနားထောင်နေတဲ့လူအုပ်ကြီးကဝါးကနေရီလိုက်မှကြုံလဲရှက်ရှက်နဲ့ပုတ်ကနေထိုင်ချလိုက်မိတယ်တရားသူကြီးမကဝေဝေထိုင်အခင်းဖြစ်ပွားတဲ့နေရာမှာခမားကအဆအဆုံးရှိနေပြီမှုကင်းဖြစ်ပွားပုံကိုအဆအဆုံးမြင်လိုက်ရတယ်ဆိုဟုတ်ပါသလားဟုတ်ပါတယ်အဲ့ဒါဆိုအခင်းဖြစ်ပွားပုံလေးကိုခမားမြင်တယ်လို့ပြန်ပြောပြပါအောင် ျုပ်လည်းချောင်းရှင်းပြီးအောင်မြင်ပြတ်သားတဲ့အတန်နဲ့အမှန်တိုင်းဖြေချလိုက်တယ်။ကျုပ်ဆိုတဲ့ကောင်ကမပြောရင် မပြောဘူးနော်။ပြောရင်လည်းဒုထိုးအိုးပေါက်ရှိတဲ့အတိုင်းပဲ။မတတ်နိုင်ဘူး။သူများအတွက်လိန်ပြောကြမ်းစုပြီးသွေးရန်အသေးမခံနိုင်ပါဘူးလေနော်။တမနာခင်လုံးကျုပ်ကိုလိန်မို့နှုတ်တိုက်ချပေးနေတယ်ရှိနေလေ။တရားခွင်မှာပါဇက်ဟောင်းသားနဲ့ဘာမှဝင်မပြောနိုင်တော့ဘူး။အဲ့ဒီအမှန်တရားကတရားခွင်ကထွက်လာတဲ့အစွမ်းပြတော့တာပဲ။ခလေးကလေးခွင်ချီထားတဲ့ကျုပ်အမက အမှုစစ်တဲ့အခန်းထဲကထွက်လာတာနဲ့ကျုပ်ပါးကိုဖျန်းခင်းနေဆိုသလိုလက်ထိတ်တလန်းနဲ့ရောက်ဖါကလည်းအချုပ်ကားပေါ်တက်ခန်ဒီကျုပ်ကိုလက်ညှိုးထိုးပြီးဟဲ့ကောင်အထိုက်မင်းထမင်းဝဝစားတာငါ့အိမ်မှာနေပြီးငါ့ကိုထောင်ထဲရောက်ဖို့တဲ့ကောင်ငါပြန်ထွက်တဲ့နေ့မင်းနဲ့ငါဆင်းရင်ရှိမယ်တဲ့ဘယ်တက်နိုင်မလဲတခြားလဲသွားစရာမှမရှိတာပြီးတော့ပန်းနာတဲ့လီနာယူကျုပ်အမနဲ့ကျုပ်တူမတွေကိုရှာကြွေးဖို့ကလည်းရှိသေးတာလေကျုပ်ပဲအမကိုဆေးကုပေးတူမတွေကိုကြောင်းထားပေးခဲ့ရတာ ဒါပေမဲ့အမကယောဂတက်တာလို့စကားပြောနိုင်တာနဲ့ငါထိုင်နင်းချောင်းကလင်ထောင်ထဲဝင်ရတာဆိုပြီးထထပတ်ချန်းတိုက်တယ်။အိမ်မနေရတာစိတ်ထဲမပျော်လို့ရွာနီးချုပ်ဆက်မှာပယံလို့ပေါက်လိုက်လို့ပတ်စံရှာလို့ရသည်။အိမ်ပြန်ဖို့နဲ့ပဲနေရတော့တာပေါ့။ဒီနေ့ဖိုးထောင်ကကျုပ်တို့ရွာကနေ၃ရွာကျော်လောက်ရွာမှာတိုက်တလုံးတယ်လို့ပယံလို့ဖို့လိုက်ခဲ့မလား။နေစားကအပြစ်ရမယ်လို့ကျုပ်ကလာပြောတယ်။မှန်တိုင်းပြောရရင်အဲ့ဒီကောင်တွေရဲ့ဇာရောစိတ်ထားရောကျုပ်လုံးဝသဘောမကျဘူး။ ကျောက်ဦးရင်ကလည်းဒီကောင်တွေနဲ့အလုံးလိုက်လုပ်ဖူးတယ်။အလုံးကိုအလုံးနဲ့တူအောင်လုပ်တဲ့အချိန်ကခန်းနေနေရဲ့။အရက်ကလေးတမျှမျှပြင်ဖာကလေးတခြားခြားတောင်ပါလိုက်သေးတယ်။ကျောက်ကဒါမျိုးဆိုတိတ်ကြည့်လို့မရပါပဲ။ဆောင်းတွင်းဆိုကျောက်မပန်းနာတဲ့ကနေတိုင်းလိုလိုဆေးကန်းကိုပို့ပေးရတာမို့ငွေကလိုတယ်လေ။လိုက်ရတော့တာပေါ့။အခုကျောက်တို့အလုံးလုံးမဲ့ရွာကလည်းကျောက်တို့ရွာနဲ့၃ရွာလောက်ခြားတယ်။နေတိုင်းအိမ်ပြန်လာရအောင်လည်းကျောက်ဆက်ဘင်းကမရှိတော့ဘူးဗျ။ရောက်ဖအမှုကိစ္စနဲ့ငွေလိုတော့ကအမကအပေါင်ဆိုင်ပို့လိုက်တာ ကျုပ်လည်းပြန်မရွေးနိုင်တော့ဆုံးရှာပေါ့နေတိုင်းအိမ်ပြန်လာရအောင်လဲနီးရက်ခီးမဟုတ်ဘူးဟိုရွာကစိုက်တယ်ဆောက်လက်စတိုက်ထဲမှာပဲหนีလိုက်ရတယ်ဒီကောင်တွေကအချက်လဲတိတ်ရှိတဲ့ကောင်တွေမဟုတ်ဘူးရဲ့ဟိုးတစ်ခါကလည်းကျုပ်တို့နဲ့အတူနေအတူစားလုပ်ဘူးတာပဲကျုပ်တို့လုပ်ငန်းခွင်ကိုညာဘက်ကြီးဖာချဖို့ခေါ်လာလို့ဘာရမလဲနောက်နေ့ကျအိမ်ရှင်ကိုကျုပ်တိုင်ပြောပြစ်လိုက်တော့အလုကပြုတ်ပါလေရောကျုပ်ကိုယ်တော်စောင်းဆဲသေးတာသူ့ကငါတက်မလို့လို့ဆိုပြီးထားပါလေ အဲ့ဒီနှာဘူးကောင်တွေနဲ့အလုတ်ခွေမှာမဖြစ်လို့အတူအရရင်ကျောက်ကခြံအောင်နဲ့ဓမြောင်ထည့်ထားတာပဲအဲ့ဒီဓာတ်ကိုလည်းသူတို့မြင်အောင်ကိုတမင်ပြထားလိုက်သေးတာကျောက်ခြံအောင်ကလာရဲတဲ့ကောင်လာကြည့်ပေါ့ကျောက်ကယောက်ျားလိုနေချင်လို့နေတာပြီးတော့ကျောက်ဘူးကပဲချီနေရနေသင့်လို့နေတာကျောက်ပါကောင်ဆိုတာကိုကျောက်ကောင်းကောင်းသိတယ်ဘယ်ကောင်နဲ့မှပခုံးဖက်ကောင်းဖက်နေတာဒူးဘော့ပေါင်ပေါ်နေရတို့ထိုင်တာတို့မရှိဘူးဒီတက်လိုင်းတော့တေချာထိန်းနေအရဝိုင်းတောက်ဖြစ်ရင်လည်းမူးပြီးမှောက်တဲ့အထိဘယ်တော့မှမချဘူး ထိမ့်တောက်ပြီးမမူးခင်အိမ်ပြန်လာတာပဲဒီဖိုးထောင်ဆိုတဲ့ကောင်ရောသူ့နောက်လိုက်ကောင်တွေရောကနှာဘူးတွေဝါသနာတူတွေမို့ဖြစ်နိုင်ရင်သူတို့နဲ့တွဲပြီးအလုတ်သိမ့်မလုတ်ချင်ပေမဲ့ဝမ်းရည်ကိစ္စကရှိသေးတယ်မို့ကျုပ်အလုတ်လက်ခံပြီးသူတို့နဲ့လိုက်ခဲ့ရတာဒီတစ်ခါဖိုးထောင်တို့နဲ့အလုတ်လုတ်ရတာမဆိုးဘူးဗျအရင်တော့ကကျုပ်ပယံလိုက်ရင်လူတွေကကျုပ်ကိုယောက်ျားတွေလောက်မလုတ်နိုင်ဘူးထင်လို့လားလက်ရမကြိုက်လို့လားမသိဘူးလောက်ခရှိရင်တရက်ကို900တထောင်အမြဲလျှော့ပေးတယ် ဒါပေမဲ့ဒီတခါတော့ဖိုးထောင်တို့ကကျုပ်ခတ်တင်းနေဆက်ဆံလို့လားမသိဘူး။သမားငါးထောင်ဆိုကျုပ်လဲငါးထောင်ပဲ။အဲ့တော့လေပစ္စည်းဆောက်တဲ့အတော်ကြီးရှိတော့အဆင်ပြေတယ်။အတော်ကြီးနဲ့မလန့်မကန့်မှာကျုပ်ချင်အောင်နဲ့ကျုပ်အိတ်ဖိုးထောင်တို့သုံးယောက်ကကျုပ်တို့ချီရင်မှာတန်းစီချင်အောင်ထောင်ပြီးအိတ်ဆိုတော့ဒီတခါလှုပ်လှုပ်ရတာအဆင်ပြေတယ်။ဒါပေမဲ့မမေ့ရတဆောင်မုံလာပြညမှာပေါ့အတော်ကြီးကဘာမှပြောညာမပြောနဲ့သူ့ရခနာပြန်လိုက်အောင်မဲဆိုပြီးချက်ချင်းပြန်ချသွားပါလေရော။ဟိုကောင်သုံးကောင်နဲ့ကျုပ်ပဲကြံခဲ့တာ။ ီကောင်တွေဆိုတာလဲပြီးခဲ့တဲ့ရက်ကထထောမှာရန်ဖြစ်လို့ယာကန်တွေကလည်းကျင်းအင်ရှင်ကလည်းဆူတာလို့ခြေချုံးမိနေတာဒါပေမဲ့ဘယ်နေလိမ့်မတော့နည်းနည်းလေးမောင်တာနဲ့ဝင်းနောင်တယောက်တည်းအပြင်ထွက်သွားပါလိရောပြင်လာတော့ကပိုက်ထဲမှာလဲလိမ့်မိသားချက်တကောင်ပါလာတယ်စောစောသေးသေးဝင်အိပ်ဖို့ချင်းအောင်ထောင်းထောင်းရင်းဒီကောင်တွေပြောနေရရင်လဲကြားနေရတယ်ဟာမင်းဟာကကြက်ကြီးပဲလားကွာအရင်မပါရင်လက်ချောင်းနဲ့နေနေတော့မှာပေါ့နေမလားဟာအနည်းလက်လက်ကတယူတရသိမ်းထားတဲ့တော်တပလီရှိပါတယ်ကွာ ဖင်းကွာတော်တော်ပလင်းနဲ့လူလေးယောက်ဘလို့လောက်တော့မတော့ဘလို့မှမမူးနိုင်ဘူးငါကောင်ကမပူပါနဲ့ကွာမူးကိုမူးစေရမယ်မူးရုံမကမြောက်ကြွကြွနဲ့နှက်ပြရောက်သွားတယ်လို့ခံစားရစီမယ်ကိုဆရာရဲ့ဆရာအစင်နစ်ဆောက်တယ်မှာတပည့်ကြံမမယ်ဖဲကောင်ငထိုက်မင်းကတော့မလားအခါကြီးရကြီးပြမတော့ချင်မမောက်ချင်ပါဘူးမင်းတို့ဘာသာချကြအေးဒါပေမဲ့တ냐ရရပါနော်ပြဿနာတော့မဖြစ်စေနဲ့ငါစောစောစီစီအိတ်တော်မယ်ကျုပ်ဘာသာကျုပ်ခြေနောက်ထဲဝင်အိတ်ဖို့ကြိုးစားတာပဲ ဒါပေမဲ့ဝင်းအောင်ချက်တဲ့ကြက်သားရင်မှုချက်ကနှက်ပြီကနှက်သားတော်ဗိုက်စာသွားနိုင်တယ်။ကျုံလည်းအသားရင်မစားရတာကြာလာပြီဆိုတော့ဗစက်တဲ့တရေကပြိုက်ကနေကိုထွက်လာတော့တာ။ဟင်းနှန်းကလည်းမွေးတာတီးမခံနိုင်တော့လို့နှဏ်ငုံမပြီးခေါင်းထုတ်ကြည့်လိုက်တယ်။ဝင်းအောင်ကဟင်းအိုးဘေးမှာဖိုးထောင်ကတော့အရက်ပလင်းဘေးနားချပြီးစက်ကူကောက်လေးကိုပလင်းတစ်လုံးနဲ့ကျိတ်တယ်။ပြီးတော့အရက်ပလင်းနဲ့စက်ကူကောက်တဲ့ကဟာကိုထဲ့နေရတွေ့လိုက်တယ်။ဘာလဲတော့ကျုပ်လဲတိတ်ချာမသိဘူးစိတ်လဲမဝင်စားဘူး။ဒီချိန်မှာကျုပ်စိတ်ဝင်စားတာကကြက်သားဟင်းပဲ ကျုပ်ကောင်းထုံချောင်းနာကိုမြင်သွားတော့ငထိုက်ရကိုညီကိုတွေအလုံးလေးအာရုံရင်းနီနီစားစမ်းတောက်ဆမ်းပါအခုဆိုစိုက်သိမ်းဖို့နှစ်ရက်လောက်ပဲကျန်တော့တယ်ငါညီရမင်းနဲ့တစိမ်းဆန်လိုက်တာဝင်းတော်ငါဟင်းရိုးကိုမပြီးအရက်ပလင်းနာကိုလက်ချပါပြီလွင့်ပြန်လာတဲ့ချက်သားဟင်းနဲ့မှာကျုပ်ဘလုံးမထိမ့်မထားနိုင်တော့ဘူးဝမ်းနဲ့ဟုတ်ကနေကိုဖြစ်သွားတာသူတို့အရက်ဝိုင်းမှာဝင်းထိုင်မိတယ်ဟင်းရိုးတဲ့ကချက်သားဟင်းကိုနှစ်ဖက်လောက်အငမ်းမရစားတော့အိုးတကြီးဝင်းနိုင်ကဟဲ့ကောင်ငထိုက် အယက်မီးခုံးဆင်းမှုမစင်စားနဲ့ရော့တောက်မယ်ဆိုလဲညီတူမြတူတောက်ယောက်ျားတိတ်ခါမကြနဲ့မင်းယောက်ျားမဟုတ်ဘူးလားရော့ချဆိုပြီးကျုပ်ကိုအယက်ခွက်ကမ်းပေးတယ်။အင်းအမီးစားဖို့ရေဟန်ပြလေတော့တောက်ပေးရမှာပေါ့အယက်ခွက်ကိုပါစက်နဲ့တိတ်ပြီးအရသာခံလိုက်တယ်။ရှာထိတ်မှာအယက်ထပ်ပူတဲ့အရသာတစ်ခုရှိတာသိလိုက်တယ်။မင်းတို့အယက်ကအရသာတစ်မျိုးလေးပါလား။ဟာဟာဟာအလုံးဝိုင်းရကြသည်။ဒါပေတိကောင်းတယ်မို့လားငထိုက်လေးရ။ကျုပ်ကောင်းဆက်ပြလိုက်တယ်။ဖူတောက်က ကောင်းဆိုနှစ်တုတ်တာထဲရအကိုမင်းကိုနှစ်သမီးလေးရင်နဲ့ပြောခိုင်းအောင်မှာဟဲ့ကောင်ငထိုက်မင်းနှစ်သမီးလေးရင်နဲ့ပြောချင်တာလားနှစ်သားလေးရင်နဲ့ပြောချင်တာလားရော့ညီလေးတပတ်လောက်ထတ်ချလိုက်အောင်နှစ်သားလေးတွေတစ်ဖက်သုံးလေးရာဘာညာပါကင်မှာဟဲ့ပါကင်လဲဟဲ့ကောင်လူပါကင်လေးဟာဟာကဲလူပါကင်ဆိုရင်လဲဝိုင်းဖောက်ပြီးလိုက်ကြရအောင်သူတို့သုံးယောက်ပြောတဲ့စကားတန်ဒီကနီးလာလိုက်ဝေးသွားလိုက်နှိမ့်လိုက်မြင့်လိုက်နဲ့နှစ်ခွက်တောက်ပြီးရတယ်ကျုံ့မှောက်သွားခဲ့သည် ခါတိုင်းဆိုကျုပ်အပ်တယ်လို့အရက်တငုံနှငုံနဲ့မူးဘူးဗျအိညာကမှကျုပ်မှောက်သွားတာကျုပ်ကျုပ်ဘဝပါပျောက်သွားတယ်မူးနောက်ဝေတီနေတဲ့ခေါင်းနဲ့မဖွင့်နိုင်တဲ့မျက်လုံးကိုမနှဲကြီးပြူးပြီးဖွင့်ကြည့်လိုက်တယ်ချင်အောင်ကိုမှပြီးခေါင်းကိုအပြေးထုတ်ကြည့်လိုက်တော့အတော်ကြီးကထမင်းအုပ်မှွေနေတယ်မိုးလင်းပြီလားမဟုတ်သေးပါဘူးညနေဆောင်ကြီးကိုဒါဆိုကျုပ်အိပ်ပျော်သွားတာမင်းညထဲကဒီနေ့ညနေဆောင်နဲ့အထိပါလားအတော်ကြီးကျုပ်ကိုမြင်ပြီးဟဲ့ငါထိုင်နိုးလာပြီလားတယောက်တည်းဟဲ့အသေးကောင်ကြာနေရပဲအိတ်လိုက်တာဆိုတာ ကျုပ်တို့ကိုလုံးကိုက်ခဲပြီးအထူးသဖြင့်ခါအောက်ပိုင်းတွေကျင်းဆက်နာကျင်နေတာပဲအတော်ကြီးဘယ်တော့ငါပြန်ရောက်တာလဲအခုလေးနေလေဖိုးထောင်ကဒီနေ့ညနေ3နာရီတော့ရောက်အောင်ပြန်ငဲဆိုပြီးခီးကြီးပေးပြီးလှွတ်တာကိုငါ့ကိုကားကားထုတ်ပေးတဲ့ကဒီနေ့ဒီချိန်ရောက်အောင်ပြန်လာဆိုပြီးမှားလိုက်တာခမားကိုဖိုးထောင်ကကားကားထုတ်ပေးပြီးပြန်ခိုင်းလိုက်တာဟုတ်လားအေးလေအခုဒီကောင်နေရောနောက်လို့တစ်ခုကူးပြီးဆိုပြီးနှုတ်ဆက်ထွက်သွားကြလေရဲ့ဒီမှာကလောက်ကွက်နေနေလေးကျန်တော့တာနင်းတယောက်လည်းလှုပ်ရင်တော့တရက်နှစ်ရက်ဆိုပြက်ပြီးတဲ့ ဟဲ့နင်းကိုမပြောခဲ့ဘူးလားအံ့ဩပါကျုပ်ထိုင်တော့ဆက်မထိုင်နိုင်တော့ဘူးပက်လက်ပြန်လဲချပြီးဘာရီဖြစ်ကုန်လဲပြန်စဉ်းစားကြည့်တယ်ကျုပ်မမှတ်မိဘူးဗျနောက်ဆုံးကြားခဲ့တဲ့ရည်တန်တွေမှာဘာရီဖြစ်ခဲ့လဲကျုပ်မသိတော့ဘူးရင်တွေအရန်ပူလာလို့အတော်ကြီးကျုပ်ကိုရေတစ်ခွက်လောက်ပေးပါဗျာကျုပ်ရင်တွေပူလွန်းလို့အမလေးတော်ကျုပ်ကလူကြီးဖြစ်နေပြီသူ့ကိုတဖန်ပြုစုနေရသေးတယ်အတော်ကြီးလက်ပိုးနဲ့မက်ခွက်ကြီးတွေကရေကိုကြောက်လန့်တကြားနဲ့ပြင်းပြန်တောက်ချလိုက်တယ် မက်ခွက်တဲကရေတွေပစက်သေးဝင်လာလဲရှိရင်ဘက်ပေါ်စီးကြရလဲရှိပေါ့ရေတွေဆူရှဲလာတဲ့ကျုံရင်ဘက်ကိုငုံကြည့်လိုက်ပြီးတော့ကျုပ်ခုဝတ်ထားတာဟိုနေ့ညကဝင်းနောင်ဝတ်ထားတဲ့အင်ကြီးပြပြီးတော့ဓာဖိုးထောင်လုံးကြီးတော်သွားပြီကွာဒီကောင်တွေလှုပ်ရက်လိုက်တာဒီရက်ပိုင်းမှာအလုတ်ကိုလက်စားတက်ပြီးရွာကိုပြန်လာခဲ့တယ်ရွာပြန်ရောက်တာနဲ့အိမ်မှာအထုတ်တွေချအမကိုပတ်စံအပ်ပြီးကျုံရောက်ဖရန်ဖြစ်တိုင်းကင်နေကြဝင်းရင်တို့ကိုဆွဲပြီးဖိုးထောင်တို့ဝိုင်းဘက်ထွက်ခဲ့တယ် အမကဟဲ့ငတ်ထိုက်ပဲလေဘာဖြစ်လာလဲလို့လှမ်းအောင်မေးနေရတော့မဖြေနိုင်တော့ဘူးဖိုးထောင်တို့ဝိုင်းရှိကနေဝရင်တုံရံမီသွားစိန်ခေါ်တော့တာဟဲ့ကောင်ဖိုးထောင်မင်းထွက်ခဲ့စမ်းခွေးမသားလူယုံမကောင်ဖမလည်းမင်းထွက်ခဲ့အခုမင်းကငါတက်မယ်တကယ်လဲအဲ့ဒီအချိန်ဖိုးထောင်ကိုအိမ်မှာတွေ့ရင်ကျုပ်လူတက်မိမှာတေးကြတယ်ဒါပေမဲ့ तू မရှိဘူးဗျ तू မိမကအိမ်ထဲကနေခလေးနှိုးတိုက်နေရင်းနဲ့ပြန်អော်တယ်အမလီငတ်ထိုက်ရဲ့ဒုက္ခဖြစ်နင်းရထထောင်မြင့်နေသေးတယ်ကြီးကြီးကျယ်ကျယ်နဲ့တက်မယ်ဖြတ်မယ်လုံနေသည်ဒါရန်တို့ရန်တွေလာမလုံနဲ့ ဖိုးထောင်ပြတ်မလာတာနင်းနဲ့အတူအလုပ်လုပ်မယ်ဆိုပြီးထွက်သွားကြတဲ့ကပဲမိမနင်းမလိန်နဲ့တော့နင်းလိန်ရင်နင်းလိန်ရောနင်းကိုရောငါတတ်မှာငါတော့မတတ်နဲ့ငါထိုက်ရေအဲ့ဒီဖိုးထောင်ဆိုတဲ့မตาကောင်ကိုသာတွေ့ရနေရအသေးသာလှုပ်ပြစ်ခဲ့လိုက်ဝင်းအောင်မဆွဲသေးဒင်းတည်သွားရင်ငါကတာပြီးတော့ဝမ်းတာအောင်မှာဖက်နဲ့တော့အိမ်ကထွက်သွားတဲ့ကငါตาငါမရတွေဘာနဲ့စားမယ်မတွေ့ဘူးပတ်စံတပြားတစ်ဖို့တော့ပို့ပေါ်မရဘူးအကျွေးတောင်းမဲ့လူတွေဒီအိမ်ဘက်ကိုပို့နေတာဟာစိတ်တူတူနဲ့သူတို့ခြံစည်းရိုးရိုင်နေတဲ့ကိုလက်ထဲကဝလုံးနဲ့ပိုင်းပစ်လိုက်တယ် ကျုပ်တသက်လုံးဒီလောက်ဒေါသမဖြစ်ခဲ့ဘူးဘူး။မျက်ရည်တွေနဲ့ဒေါသနဲ့တကူလုံးဆက်ဆက်တုန်ခါနေရ။ဒါပေမဲ့တော်သေးတယ်မိမာကသူတွေးချင်ရတွေးပြီးကျုပ်ကိုအကျွေးပြန်မရလို့လက်ရန်နေတယ်ထင်နေလို့။တကယ်လို့ပြေးရပြေးကြောင်းမေးပြီးဘာဖြစ်လာလဲဆိုရင်ကျုပ်မှာအဖြေစရာအဖြေကမရှိဘူးလေ။ခုရက်ပိုင်းရာသီမပေါ်ဘဲအဖြူရည်ကြီးအကြိုက်ဆင်းနေတော့တာ။မိမကူကအရန်ရပြီးညှိဆဆွနဲ့လည်းနမ်းနေသေးတယ်။ခါအောက်ပိုင်းတစ်ခုလုံးညောင်းကိုက်နေရပဲ။သွေးမပေါ်တာလေးလားလောက်ရှိပြီဗျ။ ကြာဘူးနာဝရှိတဲ့အရက်နဲ့တိုင်းရင်စေရောတောက်ဆိုတော့လဲတောက်တာပဲမပေါ်လာပဲတခုလုံးညောင်းညာကြိုက်ခဲ့ပြီးခဏခဏလဲချမ်းတုံဖျားတယ်နေမကောင်းတစ်ချိန်လုံးဖြစ်ပြီးအိပ်ရာထဲခွေနေတော့အမကလည်းမကြည့်ဘူးပေါ့ဗျာဖြစ်ချင်ရာဖြစ်ဆိုပြီးဇီနာကလက်ဖက်ရည်ဆိုင်မှာနိုင်တလောက်ဝိုင်းကူပေးတလောက်ယူပြီးအိမ်မပြန်မဲဆိုင်မှာဆောက်အိပ်လိုက်တယ်တကယ်ကကျုပ်အိမ်မပြန်ရဲတာလဲပါတယ်ဗျကျုပ်အိမ်ကိုပြန်ရင်ရင်ထဲမှာအလိုလိုကိုဝမ်းနေပြီးငူးချင်လာတာအစားလဲမစားချင်တော့လူကပိန်ကြလာတယ် ကျုပ်ပိုက်ကြီးကလည်းတည်တည်တသာပူလာတယ်။ကျုပ်တည်နေတယ်ကျုပ်ပိုက်ထဲမှာကျုပ်ပိုက်ထဲမှာထိုင်နေတော့အဖြူရဲစင်းရင်လည်းလုံကြီးမအကွက်လိုက်ကြီးကိုပေတော့တာမပြောကောင်းပြောကောင်းလုံကြီးကအညီနဲ့ရတော့ရင်ကောင်းတွေတောင်အုံနေဆိုင်ရှင်မမအဖြူကတော့အဖြူစင်းနာပျောက်တဲ့ဆေးဆိုပြီးတိုက်တာပဲမပျောက်တဲ့ပြင်ပိုဆိုးပိုတိုးလာတော့ကျုပ်အလုတ်တောင်ထားမလုံနိုင်တော့ဘူးဘက်လက်ကလက်ထိုင်ပေါ်မှာပဲမိမ့်နေရတယ်နောက်ကျတော့မမအဖြူကဘလို့ရိမ့်မိလာတယ်လည်းမသိဘူးကျုပ်ကိုတိုးတိုးမေးတယ်ကိုဝင်ရှိနေတယ်မို့လားတဲ့ဘလို့လုံးညင်းမှလဲ ဆင်းသေးကိုစိတ်တည်ရင်မဖုံးချင်လို့ကျုပ်ငိုပြီးဝန်ခံလိုက်တယ်။ကျုပ်ဘူးကတခြားလုံးပါဗျာ။ထမင်းနဲ့မှန်ဘူးမနေစူးစားခဲ့ရတယ်။သူများပေးတဲ့အင်ဂျီဟောင်းလုံကြီးဟောင်းတွေဝတ်ခဲ့ရင်ရောက်ကရှာလို့လူတွေထင်သွားကြတဲ့အထိအစားအသောက်ရောအနေထိုင်မှာဆင်းရဲခဲ့ပေမဲ့ကျုပ်စိတ်ထဲတစ်ခါမှမတည်ငြိမ်ခဲ့ဘူး။ဒီတစ်ခါမမဖြူကိုဝန်ခံရတဲ့အခါမှာတော့ရုံးမာခဲ့တဲ့သူဟာကျုပ်မဟုတ်ခဲ့ပေမဲ့ကျုပ်ဘလို့တည်ငြိမ်စိတ်နဲ့ငိုခဲ့အကူအညီတောင်းခဲ့တယ်ဆိုတာဘယ်သူမှကိုင်းစားတတ်မှာမဟုတ်ဘူး။ ဒါပေမဲ့မမဖြူတို့ကနားလည်တတ်ပါတယ်။ကျုပ်သက်20လောက်တည်းကသူတို့ဆိုင်မှာကုလုပ်ပေးနေကြဆိုတော့ကျုပ်ဘလိုလူလဲဆိုတာကိုနားလည်တယ်။စိတ်မပူနဲ့သူကူညီမဲဆိုပြီးမျိုးကလူတယောက်ကိုဖုံးဆက်ပြီးသူ့ဆိုင်ကအလုပ်သမားတယောက်ဗိုက်ပြဒနာပေါ်နေလို့ပါဆိုပြီးကူညီတောင်းခဲ့တယ်။နောက်နေ့မှာတော့ကိုဆိုးထိုက်ဆိုတဲ့လူကျုပ်တို့ဆိုင်ကိုရောက်လာတယ်။မမဖြူနဲ့ဆိုင်ထဲမှာစကားတွေပြောကြပြီးဖလက်ကလထိုင်ပေါ်အိတ်နေတဲ့ကျုပ်ကိုကိုဆိုးထိုက်ကအံ့ဩတယ်လို့မျက်လုံးတွေနဲ့ကြည့်နေတယ်။ဟုတ်ပါရဲ့လေဘသူထင်ပါလဲ ဖိုကင်နဲ့ဂင်းတတိုရှက်အင်းကြီးနဲ့ပစိုးဝတ်ထားတဲ့ယောက်ျားလူလူတယောက်ဖိုင်ကြီးလိုအကူအညီတောင်းရလိမ့်မယ်လို့လလောဆယ်တော်လူတွေကဘလို့ထင်နေမြင်နေဆိုတာထက်ဒီရက်ဒီဒေတာနဲ့အဝေးဆုံးနေရာတစ်ခုကိုထွက်ပြေးသွားခြင်းနဲ့စိတ်ပဲရှိတော့တာဒီဖိုင်ကြီးပူလာတာကိုမမဖြူအောင်သိနေပြီမို့နောက်ဆိုတရွာလုံးရိမ့်မိကုံတော့မှာဖြစ်နိုင်ရင်ကျုပ်ထွက်ပြေးသွားခြင်းပဲမဲ့ကျုပ်ချစ်တော်တွေတောင်ကျုပ်မတင်နိုင်လို့မမဖြူနဲ့ကိုစိုးထိုင်နဲ့တိုင်ပင်ကြပြီးမှကျုပ်ကိုခေါ်သွားဖို့သဘောတူလိုက်ပုံပါပဲ။ မဖြူကကျုပ်ကိုပြောတယ်။ကဲငထိုက်ကိုစိုးထိုင်နဲ့လိုက်ပြီးနေဖို့နင်းအိမ်ပြန်ပစ္စည်းတွေတွားယူလိုက်တဲ့။ကျုပ်အိမ်ပြန်ပြီးလည်းမယူချင်ဘူး။ဒီစူးစူးပူပူပိုက်ကြီးနဲ့ရက်ွက်ထဲဝင်လာထွက်လိုက်လည်းမလုပ်ရှင်တော့ဘူး။အဲ့ဒါနဲ့လက်ဖက်ရည်ဆိုင်မှာရှိတဲ့လုံကြီးနှက်ကွင်းနဲ့ရှယ်အင်းကြီးတစ်ထည်ကိုပဲလွှဲအိတ်တဲ့ထက်ဘဲကိုခေါ်သွားမှမသိဘဲနဲ့ကိုစိုးထိုင်ရဲ့ကားကိုရေယုံကြည်ကြည်နဲ့လိုက်လာခဲ့တာပဲ။သူ့ဘဲကိုခေါ်သွားပြီးကျုပ်ဘလူနေရမှလည်းမမေးခဲ့ဘူး။ဒီနေရာနဲ့ဝေးရင်ပြီးရော။ လောကကြီးမှာငထိုက်ဒီထက်ပိုပြီးဆုံးရှုံးစရာဘာမှမရှိတော့ဘူးလေကိုစိုးထိုက်ပို့ပေးလို့တန်လင်ကမြင့်မှုမြစ်တာဆိုတဲ့ဂိဟာကိုရောက်ခဲ့တယ်ကိုစိုးထိုက်ကကျုပ်ကိုဂိဟာကိုအုပ်ချုပ်တဲ့ဆီယာမဆိုတဲ့မျိုးသမီးလက်ထဲထည့်ခဲ့ပြီးပြန်ပါလီရောအဲ့ဒီဆီယာမကစိတ်ရင်းကောင်းပေါ်တော့ရပါတယ်ဒါပေမဲ့ယောက်ကရှူတီတီကြီးဆိုတော့အစာပိုင်းမှာနည်းနည်းတော့ကြောက်တာပေါ့ကျုပ်ကိုဆေးလက်ကုပေးအဝတ်စားလဲစီစဉ်ပေးအိမ်ရာခြံောင်ကအစာပေးစရာရှိတာရှာကြံပြီးပြေစုံအောင်တော့ဖြည့်ဆည်းပေးပါတယ်သူလည်းတစ်ချက်ကလေးမှမနာရဘူးပဲ။ တခြားဘသူတွေရှိသေးလဲဆိုတော့ကြောက်လို့ပဲဘိုက်ကြီးနေတဲ့ကောင်မလေး6ယောက်လောက်ရှိသေးတယ်။အငယ်ဆုံးကဖြဖြိုးတဲ့16နှစ်အသက်ကြီးဆုံးကအပြိုကြီးလို့ခေါ်တဲ့ဘိုက်ကြီးတဲ့35နှစ်ဘိုက်ကြီးနဲ့အပြိုကြီးလို့ကျုပ်ကပြောလို့ဆိုပြီးကျုပ်ကိုစိတ်ဆိုးသေးတာမှန်မှန်ကိုမတွေးဘူးလေကျုပ်တို့အားလုံးအပေါ်ထက်မှအတူနေကြတာဘယ်ကလာပြောစရာကောင်းပါလဲသူတို့ကတက္ကသိုလ်ကျောင်းသူတွေဆိုတော့ဂိန်းကြီးခန်းကြီးနိုင်ကြတာကျုပ်ရောက်တဲ့နေ့ကကျုပ်နဲ့အတူရောက်တဲ့ကောင်မလေးဟိုမျက်ပေတုံးမလေးတီလေးလေး အဲ့ဒီဒီလေးကအိမ်ပြောင်းလာတယ်လို့ထင်ရအောင်ကိုအထုပ်ပိုးတွေတပုံတပင်နဲ့ရောက်ချလာပြီးကျုပ်ရဲ့အဝတ်သုံးတယ်ပဲပါတဲ့လွယ်အိတ်လေးကိုတကြီးကြီးနဲ့အံ့ဩပြနေတာအဲ့ဒီတက္ကသိုလ်မမကစကားတွေပြောနေရင်နာကျုပ်ရောက်သွားရင်ဗစက်တွေပိတ်ကုန်ရောဆက်မပြောကြတော့ဘူးလူကမတူတယ်လို့မတန်တယ်လို့နဲ့တအားဆင်းညစ်ဖို့ကောင်းတာဒါမျိုးဟာမတွေနဲ့ကျုပ်ကြကြနေလို့ဖြစ်မယ်မထင်ဘူးလောလောဆယ်ဆီယာမကအသေးသေးခုပေးနေလို့ဆက်နေရတာနောက်နှစ်ပတ်လောက်နေရင်ဖျားပြောက်တာနဲ့ကျုပ်ပြန်မယ် ရွာကတီလာရှင်ကြောင်းအောင်မှာပဲနေပြီးခလေးပြန်ဝင်မယ်။တော်ပြီစိတ်ကုန်တယ်။ကျုပ်အဲ့ဒီမိမအုပ်စုကြမှာဘလို့မှမနေနိုင်ဘူး။ကျုပ်ရွာပဲကျုပ်ပြန်တော့မယ်။